ဟယ်လိုအခုကတော့တိတ်မကြတိတ်ခင်ရပိုင်းရမှာအတစ်ထွေးရှိလာတဲ့ Diane Sporter 125 Cycle ကိုမှပုံပြောင်းဆိုင်ကလေးပဲဖြစ်ပါတယ်ဒါကတော့ sticker တွေတစ်စီးလုံးပြောင်းသွားတယ်ပြီးရင် design လည်းအနှဲငယ်ချိန်သွားတာကိုတွေ့ရပါတယ်ဒါအခုလိုမျိုးပုံပြောင်းထွေးရှိလာတဲ့ Diane Sporter 125 Cycle က engine ပါဝါတော့ 125cc ပဲ ground attack engine ကိုမှကျွန်တော်အရက်ခေါ်ရတော့ turbo ပါတယ်လို့တော့အရက်ခေါ်ခေါ်ကြတယ် အမှန်တကယ်စစ်မှန်ရတော့ဆိုင်ကမှာတော့ကာဘူပါတယ်လို့တော့မရှိဘူးပေါ့နော်ကျွန်တော်တကယ်တမ်းတော့အိဇောစင်စာပါတာကိုဖော်ဆိုတာပါအင်ဂျင်ဘဝတော့မပြောင်းဘူးအင်ဂျင်ကတော့အရင်အင်ဂျင်ဘဝအတူတူပဲအင်ဂျင်ဒီဇိုင်းလည်းမပြောင်းတာဘူးပေါ့နော်ကျန်တဲ့ဒီဇိုင်းပိုင်းဆိုင်ရာတွေစတေကာတွေပြောင်းသွားတယ်ဒီဆိုင်ကကအမှန်တကယ် performance ကောင်းလားအခုလိုမျိုးဒီဇိုင်းပြောင်းပြီးစတေကာပြောင်းတဲ့ထွက်ရှိလာတဲ့ Dyson Sporter 1.5ဆိုင်ကပုံပြောင်းကအမှန်တကယ်စွမ်းဆောင်ရည်ကောင်းလားဘလောက်ထိတောင့်တနိုင်စွမ်းရှိလဲဆိုတာကိုဒါကျွန်တော်ကိုယ်တိုင်ကိုကြား မန္တလေးပြည်ဦးလွင်လမ်းမှာကိုတိုင်ကိုကြမောင်းနေကြည့်မှာပဲဖြစ်ပါတယ်ဒါအခုဆိုရင်ဒါကျွန်တော်တို့မန္တလေးကနေထွက်လာတာအခု6တက်ကွေးစားရောက်ပြီ6တက်ကွေးရနေမှာဒါပြည်ဦးလွင်လမ်းတောက်လျှောက်မောင်းနေကြည့်မှာပဲဖြစ်ပါတယ်ဒါအခုမောင်းနေရတဲ့အရာဒါဘလူမျိုးရှိလဲဆိုတာဟိုတော့ဒါကျွန်တော်မောင်းနေရင်တော့အသေးစိတ် review ပုံစံလေးပြောပြပေးသွားပါမယ်ဒါကျွန်တော်ဒါအခုကိုတိုင်ကိုကြစမ်းသပ်မောင်းနေကြည့်မယ်ဒါအခုကတော့ပုံပြောင်းသွားတဲ့ Dian Sporter 125 cycle ကိုဒါကျွန်တော်ရဲ့ချစ်ချစ်နဲ့ ဒါအတူတကွာမောင်းနေစင်းနေကြည့်မှာပဲဖြစ်ပါတယ်ဒီမှာပါခင်ဗျာဒါထုတ်ပိုးတွေနဲ့ပေါ့နော်တော်အခုမောင်းနေရသလောက်ဆိုရင်တော့ဒီ Dyer Sporter 15ဆိုင်ကြီးကတော်တော်ကြီးမောင်းလို့ကောင်းတယ်ဒီမှာတော့ညစ်ညစ်လေးပဲဒီရထိုးတဲ့အခါမှာလည်းဒီရထိုးလို့ထုံမှန်မသိတာအောင်နော်ညစ်ညစ်ကလေးနဲ့ဒီရထိုးရတာဆလောကကိုညင်ညောင်းမှုရှိတယ်နော်ဘာသာချက်တွေအများကြီးပဲပေါ့နော်အခုသဘောကျတာက ဒီမှာလုံးဝကို vibration တားနေနော် vibration ကအခု speed တော်တော်များများမောင်းမှ vibration ကနည်းနည်းလေးပဲပါတယ်အခုမောင်းနေကြည့်တဲ့အခါမှာဒီမှာလောဆယ်တာတောင်းတက်လမ်းပေါ့နော်ဒီမှာဆိုရင်ဒါ speaker လောလောဆယ်တာကျွန်တော်50ကနေ60ကြာဝင်းကျင်နေဒါ၆တက်ကိုတက်နေတယ်ပေါ့နော်ဒါဟိုမြည်ပြဲမှာဆိုရင်တော့ဒါ speaker 80 80ဒါအသားလေးမောင်းလို့ရတယ်ဒါအခုလောမောင်းနေကြည့်တဲ့အခါမှာဘာကိုထူးခြားချက်တွေးရလဲဆိုရင်တော့ ဒါ vibration တုံထားမှုတိတ်မရှိတာကိုတွေ့ရတယ် vibration အရန်နေတာကိုတွေ့ရတယ်ပြီးတော့ဒီမှာဆိုလဲဒါပင်မှန်ကိုကြည့်လိုက်နော်ပင်မှန်မှာဆိုရင်လဲပင်မှန်လဲဒီဇိုင်းပြောင်းနေတယ်မှာပါတယ်ပြီးတော့ဒီပင်မှန်ကလဲ vibration တော်တော်ကိုနဲတယ်ပုံမှန်ဆိုရင်များဒီဆိုင်ငယ်မောင်းနေရင်ねဒီပင်မှန်ကြီးက vibration ကအရန်နဲ့တုံထားမှုတွေအရန်များတယ်ဒီမှာတော့ဒါ vibration ကငြိမ့်ငြိမ့်လေး vibration မရှိသလောက်ပဲပေါ့နော်ဒါငြိမ့်ငြိမ့်လေးနဲ့မောင်းနေလို့ရတာကိုတွေ့ရပါတယ် ဒီရနံပါတ်၄နဲ့တင်နေတာပေါ့နော်တော်တော်ကနည်းနည်းအတက်မှာတော့ဒီရနံပါတ်3ချိန်ခဲ့ရတယ်ပေါ့နော်အခါတိုင်းကတော့အခုလိုမျိုး highway ထိပေါ့နော်စက်နဲ့မောင်းနေပြစ်တာတော်တော်နည်းတယ်ဒါကတော့အမှန်တကယ်ကိုသိကျင်စောနဲ့ဒီဆိုင်ငယ်ကဘလောက်ထိဆွမ်းဆောင်ကြီးကောင်းလဲဆိုတာကိုကျွန်တော်ရဲ့ပရိသတ်တွေကိုပုံမှန်လင်းလင်းချပြခြင်းလို့ကိုယ်တိုင်ကိုကြ highway ကိုအပင်ပန်းခံပြီးမှစန်းတက်မောင်းနေကြည့်တာပဲဖြစ်ပါတယ်ဒီစီတလေးကိုကြီးစုနားဆင်ပေးကြတဲ့တဦးချင်းတယောက်ချင်းစီကိုကျွန်တော်ကြောကြောင်ကကျေးဇူးအထူးတင်ရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ် ။နောက်ရက်ဒီမှာလည်းဖိုတိုနစ်ရဲ့အငယ်ချစ်တူမိတ်ဆွေ တွေအတွက်အခြားသောအကျိုးရှိသင်မဲ့အကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးတော့ပါဦးမယ်။တိုင်းစပေါ်တာ15ပုံမျိုးဆိုင်ငယ်ရဲ့ဒီဇိုင်းကိုရောဘလို့မြင်ပါသလဲအရင်ပုံပေါင်းဆိုင်ငယ်တုန်းကစီးခဲ့ဘူးတူတွေရှိရင်စီနီယာတဲ့အရာဒါကောင်းကျိုးဆိုးကျိုးဘလို့ရှိလဲဆိုတာရောခွန့်မှတ်မှာမှတ်ချက်ရေးပေးခဲ့ပါအောင်